်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယုံကြည်ခြင်းကိုပျက်စီးစေသောစိတ်ခံစားမှုဆိုတဲ့ကောင်းစဉ်နဲ့ဟေပြဲအခန်းကြီး30အငယ်39ကိုဆင်ခြင်သွားခြင်းပါတယ်။ငါတို့မူကား ပျက်စီးခြင်းတို့ရောက်အံ့သောငါ၍လျော့သောသူမဟုတ်စိတ်ဝိညာဉ်သည်ကဲတင်ခြင်းတို့ရောက်အံ့သောငါယုံကြည်သောသူဖြစ်ကြ၏တခါတလေမှာကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကကျွန်တော်တို့ယုံကြည်ခြင်းကိုလွှမ်းမိုးသွားသလိုခံစားရဘူးသလားအဲ့ဒီလိုမကောင်းတဲ့စိတ်ခံစားမှုတစ်ခုဒါမှမဟုတ်အပြစ်သဘောဆောင်တဲ့အတွေ့အကြုံကျွန်တော်တို့ဖျားသခင်ကိုယုံကြည်ထားခြင်းအားလုံးအပေါ်ကိုလောက်ခါသွားစေနိုင်ပါတယ် စိတ်ခံစားချက်တွေကအစွမ်းထက်နိုင်ပေမဲ့လည်းအဲ့ဒီအရာတွေကကျွန်တော်တို့ကိုထိန်းချုပ်လာတဲ့အခါမှာ သူတို့ကကျွန်တော်တို့ကိုတမာတရားကနေပို့ပြီးတော့ဝေးသွားရာကိုတွန်းပို့သွားနိုင်ပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဘလို့မှလွမ်းမိုးခွင့်မပြုဘဲပရောဖက်ရဲ့နှုတ်ကပတ်တော်ရဲ့အမှန်တရားအတိုင်းရှောက်လန်းဖို့အတွက်ဆင်ခြင်သွားခြင်းပါတယ်။အဆုံးမှာကျွန်တော်တို့ရဲ့ခံစားချက်တွေကိုဘုရားသခင် နဲ့အတူကျွန်တော်တို့ရှောက်လန်းမှုကိုအားနေသွားစေမဲ့ဤလန်းတွေကိုတိပြီးတော့ဘလို့တုံ့ပြန်ရမလဲဆိုတာကို ကျွန်တော်တို့နားလည်နိုင်ပါတယ်ပထမဦးဆုံးကျွန်တော်တို့သိထားရမယ့်အချက်ကစိတ်ခံစားမှုတွေဆိုတာကကျွန်တော်ကို အုပ်ဆိုးချေလေရမယ်အရာတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့အတွက်ညွန်ပြချက်လောက်ပဲဖြစ်ချောင်းသိထားရမယ်စိတ်ခံစားချက်တွေကတဘာဝကြပြီမယ်သူတို့ကကျွန်တော်တို့ကိုထိန်းချုပ်ဖို့ ရည်ရွယ်တာမဟုတ်ဘူးသူတို့ဟာတခုခုဖြစ်နေတယ်ဆိုတဲ့လက္ခဏာတွေပဲဖြစ်တယ်စိတ်ဖိစီးမှုနာကျင်မှုတွေနဲ့ဒါမှမဟုတ်ဝမ်းမြောက်မှုတွေပဲဖြစ်ဖြစ်အဲ့ဒီခံစားချက်တွေက ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကိုဥဆောင်ခွင့်ပြုတဲ့အခါမှာ ပြဿနာပေါ်လာတတ်တယ်။ကျွန်တော်ဆုံးဖြတ်ချက်တွေကိုမုံဝါးသွားစေတဲ့အခါဒါမှမဟုတ်ဘုရားသခင်ကိုဘလို့တုံ့ပြန်မလဲဆိုတာကိုညွန်ကြားတဲ့အခါပြဿနာပေါ်လာတတ်တယ် စိတ်ခံစားမှုရဲ့ဥဆောင်မှုနောက်ကို မလိုက်ဘဲနဲ့ခဏရပ်ထားပြီးတော့ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကို ခွဲခြားစိတ်ဖြာအကဲဖြတ်တတ်အောင်သင်ယူပါချက်ချင်းတုံ့ပြန်မဲ့အစာခဏလေးဖြစ်ဖြစ်ငြိမ်နေလိုက်တာကအကောင်းဆုံးပဲဖြစ်တယ်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကဘုရားသခင်ရဲ့တမန်တော်နဲ့ကန့်ညင်မှုရှိမရှိဆုတောင်းပြီးတော့စစ်ဆေးပါတုတ်တန်ကျမ်းအခန်းကြီး3အငယ်9ကနေ6မှာ ကျွန်တော်တို့ကိုတတိပေးထားတာက ဘုရားသခင်ကိုစိတ်လုံးအကျဉ်းမဲ့ကိုးစားဖို့ကုညံကိုအမိန်မပြုတ်ဖို့တွားလေရာရာမှာဘုရားသခင်ကို မျက်မှောက်ပြုတ်ဖို့ ਨੇ အဲ့ဒီလိုပြုတ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့လမ်းခီးတွေကိုဘုရားသခင်ကပြည့်ပြင်ပေးတော်မူမှာဖြစ်တယ်ဘုရားသခင်နဲ့ကိုရောရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေထက်ယုံကြည်ကိုးစားဖို့ရွေးချယ်ထားခြင်းအပြင်ကျွန်တော်တို့ကို ထိန်ချုပ်စေပါ ကျွန်တော်တို့ဘာတွေကိုဖြတ်တန်းနေရပါစေကျွန်တော်တို့ယုံကြည်ခြင်းကိုနှုတ်ကပတ်တော်မှာအမြင့်တွေပြီးတော့ တည်ငြိမ်နေအောင်ထိန်းထားနိုင်ပါတယ်ဒုတိယတစ်ချက်ကကြောက်ရွံ့မှုတွေကပျက်စီးခြင်းကိုဥဆောင်သွားတတ်တယ်ဆိုတာကိုသိရှိထားပါကြောက်ရွံ့မှုကမကြာခဏဆိုသလိုဉာဏ်ပညာဓမ္မမအကာအကွယ်အဖြစ်ဟန်ဆောင်နေလေရှိပေမဲ့အမှန်တကယ်ကတော့ကျွန်တော်တို့ကို ထိန်းချုပ်ပြီးတော့အားနည်းစေဖို့အတွက်ရှာပွေနေတဲ့စိတ်ခံစားမှုအကြောင်းအရာတစ်ခုဖြစ်တယ်ကြောက်ရွံ့မှုတွေကဘုရားသခင်ရဲ့ဂရုတော်တွေကို လွေးချော်သွားစေလိမ့်မယ်။ကြောက်ရွံ့ခြင်းကိုကျွန်တော်တို့ခွင့်ပြုမယ်ဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစိတ်ခံစားမှုကအနံ့ယူသွားလိမ့်မှာဖြစ်တယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်ဖို့အတွက်စိတ်အားထက်သန်စွာရွေးချယ်ခြင်းအပြင်ကြောက်ရွံ့မှုကို တိုက်ဖြတ်လိုက်ဖို့ဖြစ်တယ်။ဟေရှာယအခန်းကြီး47အငယ်30မှာမစိုးရင်နဲ့ငါသည်တင့်ပတ်မှာရှိ၏မကြောက်နဲ့တင်ဤဘုရားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည် တင့်ကိုစောင့်မှပြီးငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပြင်ပြီလို့ပြောထားပါတယ်။ကြောက်ရွံ့မှုကိုအရှုံးမပေးဘဲဘုရားခင်ရဲ့တမန်တော်ကိုကင်ဆွဲထားရမယ်။ကျွန်တော်ရဲ့အခြေအနေတွေအပေါ်မှာကြောက်ရွံ့မှုဟာနောက်ဆုံးမဖြစ်ရပါဘူး။ကြောက်ရွံ့မှုကကျွန်တော်ကိုလွမ်းမိုးဖို့ကြိုးစားလာတဲ့အခါမှာဘုရားခင်ပြောတဲ့အတိုင်းဖခင်ရဲ့စကားအတိုင်းသာ ဖြစ်ရမယ်။ဘုရားခင်ရှေ့မျက်မှောက်တော်ထဲမှာကြောက်ရွံ့မှုကို မောင်းထုတ်တဲ့ကိုရောရဲ့ပြီးပြည့်စုံတဲ့မေတ္တာကိုတတိယပါ။နောက်တတိယတစ်ခုကတော့အမျက်ဒေါသနဲ့ဆုံးဖြတ်ချက်တွေကို မချမိပါစေနဲ့။အမျက်ဒေါသနဲ့ဆုံးဖြတ်ချက်တွေကိုချခြင်းကယုံကြည်ခြင်းကိုပြတ်ပြားသွားစေပါတယ်။အမျက်ဒေါသကအစွမ်းထက်တဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပြီးတော့မတရားမှုကိုတရားဝင် ုံ့ပြန်မှုတစ်ခုဖြစ်နိုင်ပေမဲ့လည်းအဲ့ဒါကကျွန်တော်တို့အတွေးတွေနဲ့လောက်ရတွေကိုထိမ့်ချုပ်လာတဲ့အခါမှာအန္တရာယ်ရှိလာတတ်ပါလေ။ဧပက်အခန်းကြီး၄အငယ်26ကနေ29မှာအမျက်ထွက်ရာတွင်အပြစ်မရှိစေနဲ့။အမျက်မပြေဘဲနေမဝင်စေနဲ့။မနတ်ကိုအခွင့်မပေးကြနဲ့လို့ပြောထားပါလေ။တတိပေးထားပါလေ။အမျက်ဒေါသကိုခွင့်မပြုပါနဲ့။ဒါကပြားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုတောင်မှခါတီးသွားစေနိုင်ပါလေ။ ျွန်တော်ကိုထိန်းချုပ်ဖို့ခွင့်လွှတ်ခြင်းနဲ့ဆုတောင်းခြင်းအပြင်လွတ်ချင်းရဖို့ရွေးချယ်ပါ ကျွန်တော်လောက်ပိုင်ခွင့်ထဲမှာတရားမျှတမှုရဲ့လက်စားချေမှုနဲ့ဒေါသကိုလွတ်ချဖယ်ရှားလိုက်ပြီးတော့ပရောဖက်ထိန်းချုပ်ကြံတွေပေးလိမ့်မယ်ဆိုတာကိုယုံကြည်ပါကျွန်တော်ဟာငြိမ်းချမ်းမှုကိုရွေးချယ်နေတာဖြစ်တယ်။ဘုရားသခင်ကကျွန်တော်ကိုခွင့်လွှတ်ဖို့နဲ့ကျွန်တော်ကိုမထိန်ချုပ်နိုင်တဲ့အရာတွေကိုကင်တွယ်ဖို့ယုံကြည်ဖို့အလိုရှိနေပါတယ်။ ဖွင့်လွှတ်ခြင်းဟာကျွန်တော်တို့ကိုလွတ်မြောက်စေပြီးတော့ကျွန်တော်တို့နှလုံးသားကိုဘုရားသခင်နဲ့ကိုက်ညီအောင်ကူညီပေးမဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။နောက်သဒ္ဒတအနေနဲ့ကတော့စိတ်ပြတ်အားငယ်မှုနဲ့မျောလင်းချက်မဲ့မှုကိုတတိပြုပါစိတ်ပြတ်အားငယ်မှုဟာ အနည်းရဲ့အရှိဆုံးစိတ်ခံစားမှုတွေထဲကတစ်ခုပါ။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုမိသွားတယ်လို့ခံစားရစေနိုင်လို့ပါ။ ယန္တုကစိတ်ပြတ်အားငယ်မှုကိုအတုံးပြုပြီးတော့ဘုရားသခင်ရဲ့ဂရုတော်တွေကကျွန်တော်တို့အတွက်မဟုတ်ဘူး။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့အခြေအနေဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးလို့ယုံကြည်သွားအောင်လုပ်တတ်ပါလေ။ဘုရားသခင်ရဲ့နှုတ်ကပတော်ကမျောလင်းချက်တွေနဲ့ပြည်နေတယ်ဆိုတာကိုသတိရပါ။ယောမအခန်းကြီး15အငယ်73မှာသင်တို့ဒီတန်ရှင်းသောဝိညာဉ်တော်ဤတကူအားဖြင့်မျောလင်းခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငါ ယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တတ်တာချင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျှော်လင့်ခြင်းဤအရှင်ဘုရားသခင်သည်ကဲမတနာတော်မူပါစေတော်လို့ပြောထားပါလေစိတ်ပြတ်အားငယ်မှုတွေဝင်လာတဲ့အခါမှာတန်ရှင်းသောဉာဏ်ရဲ့တကူအားဖြင့်မျှော်လင့်ချက်တွေနဲ့ပြည့်နဲ့နေစေဖို့ပါမိမိကိုယ်ကိုပြန်လို့ဆိုပြီးတော့ဘုရားသခင်ရဲ့ဂရုတော်တွေကိုပြန်တည်ရပါ မျောလင့်ချက်ဟာကျွန်တော်တို့အခြေအနေအပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့မပြောင်းလဲတဲ့သဘောတဘာဝအပေါ်မှာမူတည်ပါတယ်ကျွန်တော်ရဲ့ပဝင်းခြင်းမှာအရာအလုံးမှောင်မိုက်နေရင်တောင်မှဘုရားသခင်ရဲ့အလင်းကဘလို့အရေးမျိုးကိုမဆူထက်ပါပြီးတော့ကြီးမြတ်လင်းလက်ပါတယ်နောက်ဆုံးပစ္စမတစ်ခုကယာယီပျော်ရွှင်မှုထက်ဝမ်းမြောက်ခြင်းကိုရွေးချယ်ပါ လူတော်တော်များများကပျော်ရွှင်မှုကိုလိုက်စားခြင်းအပြင်အသက်ရှင်နေကြပေမဲ့ပျော်ရွှင်မှုဆိုတာကတခဏတာသာဖြစ်တယ်။အဲ့ဒါကကျွန်တော်ရဲ့အခြေအနေတွေနဲ့ဆက်ဆက်နေတယ်။ဒါပေမဲ့လည်းဝမ်းမြောက်ခြင်းကကျွန်တော်ရဲ့ပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေအပေါ်မှာမူတည်ခြင်းမရှိဘဲနဲ့ဝိညာဉ်အသီးအနှံတစ်ခုဖြစ်တယ်။ဝမ်းမြောက်ခြင်းကတော့အချိန်အခါရာသီဥတုမရွေဖျားခင်ထိမ့်ချုပ်ထားကြောင်းသိရှိနေခြင်းကနေလာပါတယ် ဘုရားသခင်ရဲ့ဂရုတော်တွေအပေါ်မှာစိတ်လုံးထားထားခြင်းအဖြစ်ဝါမြောက်ခြင်းကိုရွေးချယ်ပါဖိလိပ္ပိအခန်းကြီး၄အငယ်၄မှာသခင်ဘုရား၌အစင်မပြဝါမြောက်ခြင်းရှိကြလော့တပံငါစုတိကဝါမြောက်ကြလော့လို့ဆိုထားပါတယ်ကျွန်တော်တို့အချိန်နေတွေပြောင်းလဲဖို့စောင့်ဆိုင်မဲ့အစာဝါမြောက်ပါ ပုံမကောင်းမွန်စွာခံစားရဖို့အတွက်ဘုရားသခင်ရဲ့ရှေ့တော်မှာဝမ်းမြောက်ခြင်းကိုရှာဖွေပါ ကိုရောရဲ့သစ္စာတရားနဲ့အကောင်းမြတ်ခြင်းတွေမှာဝမ်းမြောက်ခြင်းကိုရှာဖွေဖို့အတွက်သင်ယူပါပျော်ရွှင်မှုက လာလိုက်သွားလိုက်ဖြစ်နိုင်ပေမဲ့လည်းဝမ်းမြောက်ခြင်းကအစဉ်တည်နေနိုင်ပါတယ်ဘုရားသခင်ရဲ့သစ္စာတော်မှာဝမ်းမြောက်ခြင်းကိုရွေးချယ်ပါဘဝကဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့လမ်းကိုအမျိုးမျိုးပဲနှောက်ရှက်နေပါစေဝမ်းမြောက်ခြင်းကတည်မြဲနေလိမ့်မယ်စိတ်ခံစားမှုတွေကမကောင်းပေမဲ့လည်းကျွန်တော်တို့လောက်ရက်တွေနဲ့ဆုံးဖြတ်ချက်တွေအပေါ်စိတ်ခံစားမှုကိုပဲ ထိန်ချုပ်ခွင့်ပြုလိုက်တဲ့အခါအန္တရာယ်ရှိတဲ့လွမ်းမိုးမှုဖြစ်လာနိုင်တယ်။ကြောက်ရွံ့ခြင်းဒေါသစိတ်ပြတ်အားငယ်ခြင်းခဏတာပျော်ရွှင်မှုတွေကလွမ်းမိုးမှုကိုယ့်ရဲ့ယုံကြည်ခြင်းအပေါ်မှာကြိုးစားလာတဲ့အခါမှာယုံကြည်ခြင်းပျက်စီးစေတဲ့အကြောင်းတွေကိုသင်ယူထားခြင်းအပြင်ပျက်စီးစေခြင်းတွေကိုရပ်တန့်လိုက်နိုင်ပါတယ်။စိတ်ကံစားမှုတွေအစာဖျားသခင်ကိုပဲယုံကြည်ကိုးစားပါ။ ကိုရရဲ့နှုတ်ကပတော်ကသာအာကိုပြတော်မှာဝမ်းမြောက်ခြင်းမှာရှောက်လန်းပါ83ခုမြောက်သောဆန္ဒငွေ26မှာအကျွန်ုပ်ဤအသားနှင့်နှလုံးသည် ပြက်ကြပါ၏သို့တော်လည်းဘုရားသခင်သည်အကျွန်ုပ်နှလုံးဤအစွမ်းတက်သည့်အကျွန်ုပ်အစဉ်အမြဲခံစားရအဖို့ဖြစ်တော်မူ၏လို့ဆိုထားပါတယ်ကျွန်တော်တို့နှလုံးသားတွေပြိုလဲသွားနိုင်ပေမဲ့လေဘုရားသခင်က ကျွန်တော်တို့ရဲ့နှလုံးသားရဲ့အစွမ်းတက်သည့်နဲ့ကျွန်တော်တို့ ဒါကိုအမြဲခံစားဖို့ပဲဖြစ်တယ်။ကျွန်တော်စိတ်ခံစားမှုတွေမှာ ကျွန်တော်ဟာဘယ်တော့မှတယောက်တည်းမဟုတ်ပဲနဲ့ဘုရားသခင်ကကျွန်တော်အစွမ်းတက်တီဖြစ်ပြီးတော့ကျွန်တော်ရင်ဆိုင်နေရတဲ့ခံစားချက်တိုင်းမှာကျွန်တော်ကိုလမ်းညွှန်ပေးနေမှာ ဖြစ်တယ်။ဈာနဆင့်ကျင်ခဲ့တဲ့သူတိုင်းစိတ်ခံစားမှုတွေနဲ့ယုံကြည်ခြင်းတွေယူရသွားခြင်းပျက်စီးသွားခြင်းမဖြစ်စေဖို့နှုတ်ကပတ်တော်အပေါ်မှာပဲအမြဲအခြေပြုပြီးတော့ဘုရားသခင်တပါးဒီကိုသာ ကိုးစားယုံကြည်ပါယုံကြည်ခြင်းအစဉ်ခံမြဲတိုးတက်နေခြင်းအားဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားချီးမြှောက်ခြင်းရှိနေပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်